ရီးယားအတွက်တမိုင်းသစ်ဖန်ဆင်းပေးမဲ့အလွန်ဆိုအလောဝဲမင်္ဂလာပါ JK Sport 2.0ကနေကြိုးဆိုပါရယ်ရီးယားအနာဂတ်အသစ်ကိုအလွန်ဆိုစီမံခွင့်ရပါပြီလေဗာကူစင်မာသူလင်းခဲ့တယ်လို့မျိုးရီးယားကိုထပ်ပြီးတော့လင်းစေနိုင်မလားပရိသတ်တွေရင်ခုန်နေပါပြီကစားမဘွားမှာမမိနိုင်စရာကောင်းခဲ့သူအလွန်ဆိုကနေပြဘွားမှာလည်းအိမ်မက်လှလှမှတ်နေသူပါလီဗာကူစင်နဲ့အတူပထမဆုံးရာသီမှာအလွန်ဆိုကချန်ပီယံစုဖလားတွေနဲ့အခမ်းအနားဆုံးဖြစ်ခဲ့တယ်။သူ့ကိုအသင်းအောင်လီဗာပူးကစိတ်ဝင်စားပေမဲ့ ငင်းဆန်ပြီးတော့လီဗာကူဆင်နဲ့အတူတရားသီးကြားဆက်လက်တိုက်ပွဲဝင်ခဲ့တာပါရီယန်နဲ့အန်စတော်ဒီကြားအကြောင်းထင်လာပြီးတဲ့နောက်အလွန်ဆိုကရီယန်ရဲ့ the best strike ဖြစ်လာခဲ့အလွန်ဆိုကိုယ်တိုင်လည်းဂျာဂျင်ကလော့ခဲ့လွန်လီဗာပူးကိုတောင်းအမြူရဲပေမဲ့ဂျေဆင်စုရီယန်ကိုမငင်းပယ်နိုင်ခဲ့ဘူးရီယန်မှာအလွန်ဆိုပထမဆုံးဖြေဆွားမဲ့စောင်းပွဲကအသွင်သစ် FIFA ကလပ်ကမ္ဘာဖလားဖြစ်ပါတယ်ရီယန်ကအဲ့ဒီပြိုင်ပွဲမှာအလွန်ဆိုကိုဦးစီးစေခြင်းနေတယ်အလွန်ဆိုနဲ့ရီယန်ခက်တစ်ကို FIFA ကလပ်ကမ္ဘာဖလားပြိုင်ပွဲမှာစတင်ခြင်းနေတာပါ ရီယက်ကဇွန်လ16ရက်မှာ Sorry Club အဲလဲအသင်းနဲ့အုပ်စုအဖွဲ့ပွဲကစားသွားမှာဖြစ်ပါတယ်။အလွန်ဆိုကတည်ငြိမ်တဲ့လှုပ်ရှားမှုနဲ့အရှိန်ဝင်ပြင်းလှုပ်ရှားမှုပေါင်းစပ်ပြီးအဆုံးသတ်ချိန်မှာသွေးရက်ဆက်တဲ့ဟန်မျိုးနဲ့လီဗာကူဆင်ကိုတီဆောက်ခဲ့ပါတယ်။လီဗာကူဆင်ရဲ့ presence တိုင်းကပြင်းထန်ပြီးတော့ဖျော်ဖြေဆန်ပါတယ်။ဘောလုံးအားကစားနည်းရဲ့အခြေခံအကြဆုံး theory ဖြစ်တဲ့ပျော်ရွှင်စွာကစားခြင်းကိုအသက်သွင်းထားနိုင်ပါတယ်။တစ်ချိန်လုံးကအလွန်ဆိုစုပ်ဖြဲပြစ်မှုနဲ့မတ်ဆူစာဝဲပေါ်ကနီဘီဝါရီယာမြက်ခင်းစိမ့်ထပ်မှာ orchestra D1 လို့အသက်ဝင်လာတာပါပဲ။ ဘောလုံးအားကစားနည်းဟာနီးပြူဟာအားပြိုင်ပွဲတတ်တတ်မဟုတ်ပါဘူးစိတ်ခံစားချက်နဲ့ရုပ်ပိုင်းဆိုင်ရာပါဝါအားပြိုင်ပွဲလေးဖြစ်ပါတယ်အတိုင်းထက်လုံယုံကြည်စိတ်ရဲ့အသီးပွင့်လို့လဲဆိုရမယ်ဘောလုံးတင်းတင်းအောင်မြင်ရတဲ့ကစားမနဲ့နီးပြကြအပြန်လဲယုံကြည်လေးစားစိတ်ဟာတိတ်ပြီးအရေးကြီးပါတယ်အဲ့ဒီလမ်းပြမြေပုံနဲ့အလွန်ဆိုကရီယယ်ခစ်စ်ကိုတီထောင်ခြင်းနေပါတယ်အလွန်ဆိုကလီဗာကူဆင်အသင်းမှာ3-2နှစ်တည်းကစားကွက်ကိုအသုံးများခဲ့ပါတယ်ရီယယ်ကိုရောက်လာရင်လဲအလွန်ဆိုက3-2နှစ်တည်းကစားကွက်ကိုအသုံးပြုပဲရှိနေပါတယ်ကွန်မန်နီယာမာကော့တွာ ခန်းစစ်တောင်းတန်းမှာကာဗာဂျေမီလီတာအိုရူဒီကာကွင်းလင်မှာအာနိုဗေဗာရီချောင်းမန်နီကာမာဗင်ဂါအတက်ကင်မီဖီဒါတွေဖြစ်တဲ့ဗင်နီရှက်ဘဲလင်ဂန်အထောင်တိုင်းစီနီယာမှာအမ်ဘာဘီတို့ပွဲထွက်ဖွယ်ရှိနေပါတယ်ဒီကစားကွက်ခင်းချင်းမှာအာနိုနဲ့ဗင်နီရှက်ရှိမဲ့ညာချမ်းကအတော်လေးအားကောင်းနေသူဒိုင်မန်တိုင်းစင်တန်ခန်းဖို့ကလည်းခြေနေများနေတယ်အလွန်ဆိုနေတဲ့ရီယဲရဲ့ရိုးရအောင်မဖြတ်ဘဲ433ကစားကွက်ကိုသုံးမယ်ဆိုရင်လူငယ်ကျယ်ပွင့်အန်ဒရစ်ကနေရာရလာနိုင်ပါတယ်ရီယဲအောင်ပွဲဒီမှာရေးပါနေရိုဒီဂိုက အတင်းကနေထွက်ခွာဖို့နှီးစပ်နေပြီးတော့သူမရှိရင်အန်ဒရစ်နေရာရလာနိုင်တာပါကိုသမားနေရာမှာကော်တိုအာခန်းစစ်မှာကာဗာဟဲမီလီတာရူဒီကာမန်ဒီကွင်းလယ်မှာအာနိုဗေဗာရီဘဲလင်ဂန်တိုက်စစ်မှာဗီနီရှက်အန်ဒရစ်အမ်ဘာပေတို့ဖြစ်ပါတယ်ဒီကစားကွက်နဲ့လူစင်းကတိုက်စစ်အားသံလို့ပြီးတော့ခန်းစစ်အားနေချက်တွေရှိလာနိုင်ပါတယ်အလွန်ဆိုကကစားမဘွားတုံးကဘိုင်းမင်းနဲ့တင်းမှာကစားစင်ကလက်ရှိမန်စီးတင်းရဲ့ဒီပြဂွာဒီယိုလာလောက်မှာကစားဖို့သူလည်းဖြစ်ပါတယ်ကွာဒီလာကလေဗာကူဆယ်နဲ့အတူမမေ့နိုင်စရာသမိုင်းဖန်ဆင်းပြတာအလွန်ဆိုကုန်ညံရင်ထက်မြတ်သူဆိုပြီးတော့ကြီးကျူးခဲ့ဘူးတယ် အခုတော့ရီယန်နဲ့တူစိန်ခေါ်တဲ့အစ်စ်တွေရင်ဆိုင်ရတော့မေးရီယန်ဒီပြားသစ်ဖြစ်လာရင်လွန်ဆိုဖြေရှင်းရမယ့်အကြီးမားဆုံးပြဿနာကအမ်ပါပေနဲ့ဗီနီရှက်ကစားဟန်ထက်နေတာပါသူတို့နောက်ကြအတ္တအားပြိုင်ပွဲတွေမှာဖြစ်အောင်လဲထိန်းချောင်းသွားမေးရီယန်နဲ့အလွန်ဆိုက2028ခုနှစ်ထိစာတုပ်ချုပ်ွယ်ရှိပြီးတော့အဲ့ဒီကာလာတွင်းကျေစင်စုရီယန်ဘလောက်အောင်မြင်မလဲစောင့်ကြည့်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဘက်ကတော့လောက်ပါပဲခင်ဗျအလွန်ဆိုရီယန်မက်ဒရစ်ရောက်လာရင်ဘာလို့ပြသွားမယ်ထင်လဲကိုယ့်ရဲ့ထင်မြင်ချက်ကိုလည်းပြောပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်